်မင်္ဂလာပါရှင်စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်ကွင်းကျွရွာမှာရှိတဲ့စာတင်ကျောင်းကိုဒီနေ့မနေ့မှစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းလာတက်တဲ့ကလေးငယ်တွေပါဝင်တစ်ဆုံးသူ15ဦးထိရှိနေပြီလို့မြေပြင်သတင်းရင်းမြစ်တွေစီကသိရပါဗျ ဒီနေ့မနက်9နိုင်ခွဲဝန်းကျင်မှာစစ်ကောင်စီလက်တက်ကနေပေါင်900ဘုံတလုံးကျက်ချခဲ့တာကြောင့်ចောင်းသားចောင်းသူနဲ့ဆရာဆရာမတွေအပါအဝင်စုစုပေါင်း15ဦးထက်မနည်းတေဆုံးပြီးတော့30ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။လေចောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူတွေဟာအိုထိန်ကွေကျွရွာစာတင်ចောင်းကိုចောင်းလာတက်တဲ့အသက်9နှစ်ကနေ15နှစ်ကြားအရွယ်ကလေးငယ်တွေနဲ့ဒေသတွင်ပလာဟိတဆရာဆရာမတွေဖြစ်ပါတယ်။ အဲ့ဒီစာတင်ကျောင်းဟာကျေးရွာကနေကိုထူကိုထဖွင့်လှစ်ထားတဲ့ကျောင်းလေးဖြစ်ပါတယ်အဲ့ဒီစာတင်ကျောင်းဟာကျေးရွာကနေကိုထူကိုထဖွင့်လှစ်ထားတဲ့ကျောင်းလေးဖြစ်ပါတယ်ဒီလိုစစ်ကောင်စီရဲ့လေရင်နဲ့ကြက်ချလိုက်တဲ့ပုံကစာတင်ကျောင်းတက်တဲပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်တင်ဆုံးသူဥယေဟာမြစ်တက်လာနိုင်တယ်လို့လည်းဒေသခံတွေကပြောဆိုကြပါတယ်ဒီတကြိမ်ဟာသခိုင်းတိုင်းအတွင်စာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရတာမှဒုတိယမြောက်ကလေးတည်ဆုံးမှုအများဆုံးအကြိမ်လည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ AP လ12ရက်ကလည်းဒီပဲရင်မြို့နယ်စက်ခတ်ကျေးရွာဘုံတော်ကြီးကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကိုရင်၃ပါအပါဝင်၅ဦးသေဆုံးခဲ့ပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလအတွင်းကလည်းဒီပဲရင်မြို့နယ်လက်ရက်ကုန်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုလေကျောင်းကနေတိုက်ခိုက်ခံခဲ့ရတာကြောင့်ကလေးငယ်5ဦးသေဆုံးခဲ့ရပါတယ်ရှင်။